ဟယ်လိုအားလုံးပဲမင်္ဂလာပါယူနိုက်တက်ရှိုးကနေကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီနေ့ရဲ့နောက်ဆုံးရထားတဲ့မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့အကြောင်းကိုကျွန်တော်ဆွေးနွေးသွားကြပါမယ်မီမာတီနက်စ်တို့ S2B နဲ့တို့ဂါနာချူတို့အပြင်မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့အပြောင်းအရွှေ့အကြောင်းကိုပါဆိုတော့အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဆိုတော့တကယ်တမ်းအပြာပုံမှန်ဒီချိန်လောက် live ကသွားကြနေတာဒီမှာ9နာရီခွဲတို့ဘာတို့เนาะဟို10နာရီတို့လောက် live ကသွားကြနေတာပုံမှန်ဒီက9နာရီ10နာရီတအားကိုနောက်ကျသွားတာ တော်များများတော့တိတယ်မလားနော်နောက်ကြလေကြည့်လို့ရလေဆိုတဲ့ပုံစံမျိုးနဲ့နောက်ကြစီစဉ်ကြတာ live ဒီကခရင်ဒီလိုအချိန်မှကွက်တီပဲတိတယ်မလားနောက်ဆုံး live ကလေဆိုတော့ညနေမှာတက်လာတဲ့သတင်းတွေကတော့ဒါနောက်နေပေါ့ဗျာဟုတ်တယ်မလားနော်ဆိုတော့အဲကဲပါနော်ဒီနေ့ Manchester United နဲ့ပတ်သက်ပြီးတော့ရထားတဲ့အပြောင်းအရွှေ့တွေအကြောင်းကိုကျွန်တော်ဆွေးနွေးသွားရအောင်ပါအားလုံးပဲမင်္ဂလာပါဆိုတော့ပရမသုံးအနေနဲ့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင် Aston Villa ရဲ့ဂိုးသမားဖြစ်သူ Emi Martinez နဲ့ပတ်သက်တဲ့ United နဲ့သတင်းပေါ့နော် Aston Villa အတင်းကတော့အရင်အစပိုင်းမှာတော့ ကိုသမားအီမီမာတီနက်စ်ကိုဒီနွေရာသီပြောင်းရွှေ့မှလက်လွတ်ဖို့အတွက်ဆိုရင်ပေါင်သန်း40ဝန်းကျင်လောက်ထိတက်မှတ်ထားခဲ့တာပေါ့ဒါပေမဲ့အခုလက်ရှိအဲ့လိုမဟုတ်တော့ဘဲနဲ့ပေါင်25တန်းကနေတန်း30လောက်ရရင်ကိုပဲရောင်းချသွားဖို့အတွက်အက်စတိုမီလာကပြင်ဆင်ထားပြီပေါ့ PSR စီးမြင့်နေအပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းထက်မှန်ကျဆင်းနိုင်တဲ့အခြေအနေမျိုးလဲကျွန်တော်ရှိနေနိုင်တယ်။ Aston Villa ရဲ့တခြားကစားသမားတွေရောင်းချမှုတွေကလည်းအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်လာမှာဖြစ်တယ်ပေါ့နော်။ ဥဒမအန်ဒရယ်ဥနနာထွက်ခွာနိုင်ရရှိပြီးတော့သူထွက်ခွာမယ်ဆိုရင်အီမီမာတီနက်စ်ကိုခေါ်ယူဖို့ဆိုတာအများကြီးဖြစ်လာဖို့ရှိတယ်။ဒါပေမဲ့လို့အခုချိန်ထိအန်ဒရယ်ကိုဥနနာကိုရောင်းချဖို့နဲ့ပတ်သက်ပြီးတော့ဘာမှပြောဆိုထားခြင်းမရှိသေးဘူးပေါ့နော်။ United ရဲ့အရင်ပလန်အတိုင်းငယ်ရွယ်တဲ့ဒုတိယဂိုးသမားတဦးသာထပ်မံခေါ်ဖို့အတွက်လက်ရှိပုံစံအရအခြေအနေရှိနေတယ်။ဂိုးသမားနဲ့ပတ်သက်တဲ့ United ရဲ့အပြောင်းရွှေ့အစီအစဉ်တွေကတော့အချိန်မီ၍ပြောင်းလဲသွားနိုင်နေဆိုပြီးတော့ Jacobs Van ကနေပြီးတော့ကျွန်တော်သာ report လုတ်လာတယ်။ ဆိုတော့ညီကရုအနေနဲ့ရောပေါင်25တန်း30လောက်နဲ့ဆိုလို့ရှိရင်မီမာဒီနက်စ်ကိုခိုးအတွက်အမှန်ကန်ကျိုးပန်းတင်တယ်လို့ညီကရုထင်ကြလားတခုရှိတာကဘာနော်ဘာကြောင့်အဲ့လောက်ထိဈေးသက်တာရလဲဆိုတော့အက်စတိုမီလာကဒီနွေရာဒီပြောင်းချူမှာသူတို့တော်တော်တိုင်ပတ်နေပါတယ်တိုင်ပတ်နေတယ်ဆိုတော့ဒီဈေးနှုန်းပြီးပီအက်စာတို့ဘာလို့ဘာနော်အတင်းရဲ့ဒီအိုက်ဈေးအာရီနဲ့ပတ်သက်ပြီးတော့သူတို့တော်တော်တိုင်ပတ်နေတယ်ငွေသိပ်ပြီးတော့သုံးလို့မရဘူးဆိုတော့ငွေသုံးဖို့ဆိုရင်အရင်ရောင်းချမှရမယ်ဆိုတဲ့အခြေအနေမျိုးတွေသူတို့ကြုံနေရတယ် ဆိုတော့ကျွန်တော်တို့ဒီရာသီမှာလက်ရှိ2025 2026ရာသီမှာ PSR rules ကနေပြီးတော့မညိဟိုညိနိုင်တာဗောနော်၄သိန်းလောက်ရှိတယ်နံပါတ်1 Newcastle ကလည်းတော်တော်ကိုပြည်တနာကြီးနေတယ်ပြီးရင် Leeds United ကလည်းအဲတော်တော်ပြည်တနာကြီးနေတယ် Everton ကလည်းတော်တော်ပြည်တနာကြီးနေတယ် Aston Villa ဟာဆိုလို့ရှိရင်တော်တော်ကိုပြည်တနာကြီးနေတဲ့နေရာမှာကျွန်တော်တို့ပါတယ်ဆိုတော့ Aston Villa အနေနဲ့ PSR ကင်းလို့ခွင့်ရဖို့ဆိုလို့ရှိရင်ကစားမားတွေကိုရောင်းပြီးတော့ငွေပြန်ယူမှရမှာအဲ့ဒီအတွက်ကိုပဲလက်ရှိ Imi Martinez တို့ဘာလို့ကအတိုင်းတာတကူဈေးတွေအတက်တာလာတာဒါအသက်32နှစ်လောက်ရှိနေတာလဲပါတယ်ပေါ့လေအသက်32နှစ်လောက်ရှိနေတာလဲပါတယ် Aston Villa ကနေသူထွက်မယ်ဆိုပြီးတော့ပြောထားတာကြောင့်လည်းပါတယ်သူကဒီ Imi Martinez ရဲ့အပြောင်းရွှေ့ဟာ United ကဆန္ဒရှိရင်ဆန္ဒရှိသူတို့အမှန်ကန်ကျိုးပန်းရင်ကျိုးပန်းသူတို့ရနိုင်စွမ်းရှိတဲ့နေရာမှာပါတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့အကြီးမားဆုံးပြဿနာကဘာလဲဆိုတော့ဒါတွေအားလုံးကိုတားဆီးနေတဲ့လူတယောက်ရှိရပြားသေးလားနော်အကိုသင်းရဲ့အရာအားလုံးကိုတားဆီးနေတဲ့လူတယောက်ရှိတယ်အန်ဒရယ်ဦးနန်းနာပဲဦးနန်းနာကိုကျွန်တော်တို့လက်မလွတ်ရသေးပြီးတခြားကုသမရောက်လာဖို့မရှိဘူးမိမမင်းဘဏ္ဍတမ်းပဲပေးရပေးရဈေးတက်တာတာတက်တာတာနော်ဈေးကြီးကြီးမကြီးကြီးဒီလားနော်အီမီမာရီနက်ဖြစ်မကလို့ဘသူပဲဖြစ်နေဖြစ်နေဗျာအန်ဒရယ်ဦးနန်းနာအသင်းကနေမထွက်ခွာဘူးအန်ဒရယ်ဦးနန်းနာကိုရောင်းလို့မရဘူးဆိုရင် တခြားကုသမားတွေရောက်လာဖို့ကကျွန်တော်မရှိတော့ဘူးနော်အဲ့လိုမျိုးဒါတော်တော်တိုင်ပတ်တယ်ဆိုတော့အသင်းကရည်ရွယ်ချက်ကဒီလိုရှိတယ်အိုနာနာထွက်တယ်ဆိုရင်နောက်ထပ်ကုသမား ready တုံးလို့ရတဲ့ကုသမား quality ကုသမားကိုကျွန်တော်ခေါ်မှာအိုနာနာမထွက်ဘူးဆိုရင်အသက်ငယ်တဲ့ဒုတိယဒန်စာကုသမားတစ်ယောက်လောက်ပဲကျွန်တော်ခေါ်မှာအဲ့ဒါပြင်ပြီးသွားပြီဆိုတော့အသင်းရဲ့ကုသမားအပြောင်းအရွှေ့ကထူးထူးခြားခြားကြီးပြောင်းလဲဖို့မရှိဘူးဆိုတာအဲ့ဒါပြောတာ အန်ဒရီဦးနနာကိုပြောင်းလဲမှပြောင်းလဲတယ်ခေါ်တာဗျာဦးနနာကိုပြောင်းလဲမလုပ်ဘူးဆိုရင်ကျန်တာကမထူချဘူး25တန်းတန်း30ဆိုတော့ကျွန်တော်တို့ဒါမာတီနက်စ်လိုဂိုးသမားတွေ့ဒါခေါ်သင့်တယ်လို့ပြောရမှာပဲတိုးတော်လည်းပဲပြဿနာကခုနကပြောသလိုဦးနနာမထွက်ရင်ကျွန်တော်ဒါကဘာမှလုပ်လို့မရအောင်ဒါကြောင့်ဂိုးသမားဖြစ်သူအမီမာတီနက်စ်ကိုကျွန်တော်တို့ဘောနော် အသင်းဘက်ကခေါ်ဖို့ chance ကတော့ရှိနေတယ်ဒါပေမဲ့လို့ဦးနနာမထွက်ရင်ဘာမှလုပ်လို့မရဘူးဆိုတော့ဂိုးသမားနဲ့ပတ်သက်လို့ရှိရင်လက်ရှိမှာမမျောလင့်သေးတာပဲကောင်းတယ်တခြားကြောင့်မဟုတ်ဘူး ကျွန်တော်တို့ရဲ့အဓိကအစီအစဉ်လေးထဲမှာတိုက်စစ်တွေပါမယ်ပြီးရင်ကွင်းလေပါမယ်ဒါပဲအဲ့ဒါပြီးပြီဆိုမှ စိတ်ပါရင်ဝင်းဘက်တွေပါမယ်ဆိုတော့လုံးဝဂိုးကနောက်ဆုံးမှာပြီးခန်းစစ်ပါနော်လုံးဝဂိုးသမားကနောက်ဆုံးမှာဂိုးသမားကနောက်ဆုံးမှာအတင်းရဲ့ပလန်လေးထဲမှာဆိုတော့ဂိုးသမားကိုကျွန်တော်ဈေးတက်တာလို့ဘာညာဆိုပြီးတော့အရင်အတင်းဘက်ကခေါ်ဘူးကျူးပတ်မဲ့တွေမှာလုံးဝကျွန်တော်ပါမနေဘူးနော်ဆိုတော့မီမာရီနက်စ်ကတော့ကောင်းတဲ့ယာတီစကူဆိုပြီးမဲ့လေလို့ပေါ့နော်အဆင်မပြေဘူးပေါ့ဗျာ နောက်ရာသီမှာတဲ့ Rashford, Sancho, Onana မမြင်ရလို့ရှင်ကျင်းနေပြီဗျာတဲ့เนาะအဲသူတို့မမြင်ရဖို့ကအရင်မကြည့်ဘူးဗျာเนาะသူတို့မမြင်ရဖို့ကအရင်မကြည့်ဘူးကိုတင်းကောင်းဖို့ကအရေးကြီးတယ်ဟုတ်တယ်မလားရာသာတို့เนาะသူတို့ကိုမြင်တာမမြင်တာကအဲ့လောက်ကြည့်တယ်ကျွန်တော်အရင်မပြူးဆရာသမားရေเนาะမင်္ဂလာပါတဲ့โอเคပါအဲကျူချင်းကခုမှပြန်လာတော့ဗျာတဲ့အပိနေပါတယ်โอเคကိုညီကိုခြေသူများကြီးတင်ပါတယ်ဂျေဒန် Sancho နဲ့လဲလဲရမှာဗျာတဲ့ Sancho လူကစားမမျိုးကို Aston Villa ကလာစားအဲ့လောက်မပေးနိုင်ပါဘူးเนาะ Sancho ကလည်းလာစားရှော့ယူဖို့မရှိဘူးဆိုတော့ အက်စတိုမီလာနဲ့ဆန်ဂျူရဲ့အပြောင်းအရွှေ့ကဘာမှမသိပြီးတော့ဖြစ်လာကြတော့အကြောင်းမရှိဘူးပေါ့နော်။တခုရှိတာကကျွန်တော်တို့အူနာနာမထွက်သည့်ကျွန်တော်တို့ကတခြားဘယ်ကူသမားမှခေါ်ဖို့မရှိဘူးဆိုတော့လက်ရှိဒီကူသမားပဲအူနာနာနဲ့ပဲကျွန်တော်ဆက်သွားမယ်အချိန်မျိုးပါ။အဲဘရူနိုဖနန်ဒက်စ်ကိုတဲ့နော်အဲရောင်းပြီးတော့ဗျာတဲ့ပေါင်သန်း30လောက်ဖြစ်ပြီးတဲ့ကွင်းလယ်ရှေ့3ယောက်ဝယ်တင်တာဗျာတဲ့နော်။โอเคပါကျေးဇူးများကြီးပါတယ်ဆိုတော့ပြည်ထနာတော့လော့တင်မှာဖာနက်စ်ကเนาะအတင်းမပြောင်းတော့ဘူးဆရာသမားကြီးเนาะ စီမကောင်းပါဘူးเนาะစီမကောင်းပါဘူးဦးနန္ဒကားရဲ့ဂုသမကောင်းမားတယ်เนาะ okay အဲ okay ဒီဘေးမနော်ဒီဘေးကိုเนาะကျွန်တော်တို့နည်းနည်းလေးဟွာဖြစ်လိုက်မယ်เนาะเนาะเนาะဘန်းလိုက်မယ်เนาะဟုတ်တယ်မလားเนาะအဲ့တော့ကတော့ဗျာတဲ့ဝဲကိုဝဲသိနေတဲ့25တန်တန်း30လောက်နေကတော့တဲ့ဦးနာနာနဲ့ပဲတရားဒီလုံးကဘလို့မှတော့အဆင်ပြေမှာမဟုတ်ဘူးတဲ့နော် အဲအဓိကတော့ဗျာကျွန်တော်နေနဲ့နော်ဝဲကူဝဲတင်နေဆိုတော့ဦးနနာထွက်มาပဲဝင်มาပါအခုကကစားသမားတွေခေါ်တယ်ဆိုလို့ရှိရင်ပြောင်းရွှေ့ခြင်းနဲ့တင်ပြီးသွားမှာမဟုတ်ဘူးလာစာတွေဘာတွေနော်အေဂျင်ကြီးတွေဘာတွေတာမှုတွေကပါသေးတာဆိုတော့ကျွန်တော်တို့ကဟို၃နှစ်၃နှစ်စာချုပ်ချုပ်တယ်ဆိုလဲ၃နှစ်စာကျွန်တော်တို့တွက်အမှာဖာညာနဲ့ဦးနနာကငါတို့လက်လွတ်มาပဲနောက်တစ်ယောက်ကိုခေါ်မယ်မဟုတ်ရင်တော့မခေါ်ဘူးဆိုတဲ့ပုံစံမျိုးအတင်းဘက်ကလုံနေတာနည်းနည်းတော့အန်ဒီအများတယ်ပေါ့နော်နည်းနည်းတော့အန်ဒီအများတယ် ော့ဟော့ကလစီရဲ့ဂိုးသမားကိုဗျာတဲ့အဲဒလောင်နဲ့ဇီနေရမယ်ဆိုတာတော့တော်တော်တန်းတဲ့နေရာမှာပါတယ်တဲ့အတင်မကရအောင်ကြိုးပမ်းတင်နေဗျာတဲ့နော်โอเคပါချစ်သီးများဒီမှာတယ်အဲနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့ကြည့်အောင်ပါနောက်ထပ်အပြောင်းအရွှေ့တစ်ခုကတော့ Brighton ရဲ့ကစားသမားဖြစ်တဲ့ S2P နံပေါ့နော် Manchester United ကဇီးကွက်ထက်မှာ wing back ကစားသမားတွေကိုလည်းလက်ရှိမှာရှာဖွေနေပြီးတော့ Brighton ရဲ့ဘယ် wing back ကစားသမားတယောက်ဖြစ်တယ်ပေါ့နော် S2P နံကိုလည်း အတင်းဘက်ကပြစ်မှတ်ထားနေတယ်ဆိုတော့ S2B9 နဲ့ Manchester United ရဲ့အပြောင်းရွှေ့တွေတဲကအခန်းကဏ္ဍတွေဟာရှေ့လာမယ့်နေ့တွေမှာပို့ပြီးတော့ကျေပြန့်လာနေတဲ့အတွက်အဆောင်ကြီးတင်နေပေါ့နော် S2B9 ရဲ့အပြောင်းရွှေ့ဖြစ်မလားမဖြစ်များကလည်းတော့ဒီမှာမသေးကြဘူးတိုးတိုးလည်းပဲအချီနီကအဆောင်ကြီးဖို့ကောင်းနေပေါ့နော်အနေထားတော့ရှိတယ် United ကလည်းခေါ်သွားနိုင်တဲ့အလားလာရှိနေတယ်ဆိုပြီးတော့ပြောထားတယ် Jago Span ကအင်းကျွန်တော်ကတော့ပေါ့နော်တကယ်တော့ Win Pass တွေခေါ်လိမ့်မယ်လို့ကျွန်တော်မခံစားရဘူး ဝင်းဘက်တွေခေါ်မယ်လို့ကျွန်တော်မထင်ဘူးပြီလားကျွန်တော်အကြောင်းအရာမျိုးရှိကျွန်တော်တို့လက်ရှိဝင်းဘက်တွေကိုကျွန်တော်ကြည့်ကြည့်ပါနော်အဲပက်ထရစ်ဒူကိုကျွန်တော်တို့ရှိမယ်ဟယ်ရီအာမက်စ်ကျွန်တော်တို့ရှိမယ်ဒီဂိုဒါလောက်ကျွန်တော်တို့ရှိမယ်မာဇာဝီရှိမယ်အာမက်ဒီယာတို့ရှိမယ်ကျွန်တော်မှာဝင်းဘက်9ယောက်ရှိရယ်ဝင်းဘက်အဖြစ်ထားကစားလို့ရတဲ့ကစားမ9ယောက်ရှိတယ်ဒီထဲမှာလူရှော့တို့ပါတော့ထက်ထွက်မထားသေးဘူးနော်ထားပါတော့လူရှော့မှာ6ယောက်ရှိတယ်ဗျာ6ယောက်ရှိတယ် အဲ့ဒီတဲကမှအဘသူက quality ကောင်းလို့တုံးပါညာ okay quality ကောင်းတာမကောင်းတာကတကန်တာလားကျွန်တော်မှရှိနေတာအဲ့ဒီ6ယောက်စလုံးမှလည်းရောင်းမယ်ဆိုတဲ့အတန်ထွက်တာဘသူမှမြန်မာစတာမရှိဘူးမြန်မာစတာမရှိဘူးဆိုတော့ဒါအပြင်ကိုရီကလာမယ့်ရာသီမှာလည်းပြိုင်ပွဲကနော်ပရီးမီးယားလိောက်ပဲကျွန်တော်ရှိတာဗျာနော်ပြည်တွင်းပြိုင်ပွဲတချို့နဲ့တပတ်မှတပွဲလောက်ပဲကမ်းမယ်အချိန်ကြီးမျိုးမှာလူစည်းင်းနေအဲ့လောက်ကြီးကြီးအများကြီးအသင်းဘက်ကခေါ်မှာမဟုတ်ဒါသေးကြတယ် သူတို့ပြင်ပါတော့အသင်းရဲ့အတုံးစိတ်တွေအပြင်အတုံးစိတ်တွေကိုတရားစီစစ်ဖို့လိုနေတဲ့အပြင်လောက်ခလာစာကိစ္စတွေကိုပဲကျွန်တော်တို့ကအတိုင်းအတာတစ်ခုဒီကစားမားတွေကိုရှော့ချဖို့ကြိုးပမ်းနေတာပြီးတော့ကျွန်တော်တို့ကနောက်ထပ် win backs တွေကိုခေါ်ဖို့ဆိုတာတော်တော်ကိုအချိန်နေနေပါတယ်ကိုရီပြည်သက်တွေအတွက်ကတော့မင်းလာပြဿနာမရှိဘူးဟုတ်တယ်မလားနော်မင်းကလည်းကစားမားများများရှိလို့ကောင်းနေပဲဒါပေမဲ့လို့မလွယ်ဘူးပေါ့နော်ဘာပြိုင်ပွဲမှဟိုနောက်ခုသုံးခုတစ်ပတ်ကိုနှစ်ပွဲသုံးပွဲလောက်ကစားတဲ့ပုံစံမျိုးဟုတ်မနေဘူးဆိုရင်လူစင်းများတာတော်တော်တိုင်ပတ်ပါတယ် ဒါကြောင့်အသင်းဘက်ကဝင်းဘက်စီတော့ထပ်ပြီးတော့ခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးတိုက်စစ်မှာအန်ပွဲမှုပြီးတာနဲ့ကျွန်တော်နောက်ထပ်တိုက်စစ်မှုတယောက်ပြီးရင်ကွင်းလယ်နဲ့တင်ကွင်းလယ်နောက်တစ်ယောက်နဲ့ခေါ်ပြီးတော့အပြောင်းရွှေ့ရသည်ကပြီးသွားလိမ့်မယ်လို့ထင်တယ်ဘုသမားလည်းဖြစ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးလက်ရှိပုံစံအရပြောတာပါနော်တနင်္လာနေ့အကုန်လုံးလိုက်ကြည့်ထားပြီးတော့ပြောတာယူဆချက်ရဆိုရင်ဘုသမားလည်းအပြောင်းရွှေ့ဖြစ်မယ်ကျွန်တော်မထင်ဘူးဝင်းဘက်လည်းခေါ်မယ်မထင်ဘူးစန်တာဘက်လည်းခေါ်မယ်မထင်ဘူးနောက်ထပ်တိုက်စစ်မှုတယောက်အန်ပွဲမှုရဲ့နှစ်ယောက်ပြီးလို့ရပြီးတာနဲ့ ကွင်းလယ်တယောက်နဲ့တင်ဒီနွေရာဒီပြောင်းရွှေ့ကပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ကျွန်တော်ထင်တယ်လို့မဖြစ်ဘူးတော့မျှော်လင့်ပါတယ်ဒါပေမဲ့လို့ပေါ့နော်ပေချာတာတစ်ခုကတော့အသင်းဘက်ကအဲ့တလောက်ကြီးကြီးလူတွေအများကြီးထားမှာတော့မဟုတ်ဘူးဗျာ Harry Armes ကိုအငှားချတာပဲပြပြောဘာပြပြဘလူပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဘလူပဲဖြစ်ဖြစ်ပါနော်ဘလူပဲဖြစ်ဖြစ်ပါကျွန်တော်နေအသင်းမှာအဲကစားမားတွေတနေရာထဲမှာတော့အများကြီးတော့ထားမှာမဟုတ်ဘူးအသင်းကရှင်းဖို့ကျွန်တော်လုပ်နေတာဆိုတော့ဒါကြောင့် S2 Binan တို့ဘာလို့ကိုခေါ်ဖို့ဆိုတာစောင့်ကြည့်တဲ့အရာတစ်ခုဆိုပေမဲ့လေလို့ပေါ့နော် အဲအတင်းဘက်ကအမှန်ကန်ကျူးပန်းလိမ့်မယ်လို့တော့မထင်ဘူးနောက်တစ်ခုစိတ်ပူတာက S2B နန်က injury ပြဿနာတော်တော်ကြုံထားတယ်ထင်တယ် S2B နန်လေဒီလားနောက်ပိုင်းမှာ S2B နန်သူတော်တော်လေး injury တွေပြန်ပြီးတော့ရနေတယ်ဆိုတော့ဒါကလည်းအတင်းတွေစိတ်ပူစရာဘာလို့လဲဆိုတော့ကျွန်တော်တို့ကကိုရီအတင်းမှာကိုကဒဏ်ရာပြဿနာတွေများနေတဲ့ကစားမားတွေကြုံနေရတာတရားစီကိုဒဏ်ရာမရဘူးဆိုတာ Fernandez နဲ့ Fernandez လောက်ပဲကျွန်တော်ရှိတာဗျာဒီလားအဲ့တော့ကျွန်တော်တို့ခွန်မေကစားမားတွေဒီ injury ပြဿနာတွေကင်းတဲ့ record တွေရှိထားမှကျွန်တော်ရမှာ S2 V နဲ့တော့ဒီ ARD Premier League မှာသူပွဲ30ဒီကစားထားပါတယ်နော်ပွဲ30ဒီကျွန်တော်ကစားထားတယ်ဆိုတော့ဘာပဲပြောပြော28နှစ်လည်းသူကဖြစ်နေပြီဆိုတော့အသင်းတွေဈေးဒီပါနေနေတယ်ဆိုလို့ရှိရင်တော့ခေါ်ကောင်းခေါ်မှာပေါ့လေအဲမဲ့လို့ကျွန်တော်တို့အနေနဲ့အာဘာပဲဖြစ်ဖြစ်ပါနော်အသင်းဘက်ကအမှန်တကယ်ထိရောက်တဲ့ကံလန့်မှုတွေလှုပ်လာဖို့ကတော့တော်တော်အချိန်ကြီးနေတယ်လို့ကျွန်တော်ယူဆတယ်အသင်းဘက်ကပါနော် Winbacks တွေကကျွန်တော်ထပ်ခေါ်လိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးပြနော်ညီကလို့ရောဘယ်လိုမြင်ကြလဲနော် အဲလိုင်းဒီကုသမလေးကြိုက်တယ်ဗျာတဲ့အတင်းဘက်ကိုခေါ်ဖို့ကျူပါစီနာတဲ့အသက်ကလည်း23လောက်ပဲရှိသေးတာတဲ့โอเคပါချစ်သူများတွေပါတယ်အတင်းငါတဲ့ left mid နဲ့ right mid ကစားမားတွေတဲ့မဝယ်တော့ဘူးလားဗျာတဲ့ဘိုင်နာကထွက်မှာလားတဲ့ဘိုင်နာထွက်မှာပါဘိုင်နာကထွက်မှာပါနော်သူကိုယ်တိုင်က2026ခုနှစ်ပေါ့နော်ဒီကမ္ဘာဖလားအတွက်သူတူတကီယူတဲ့သူပါခြင်းနေဆိုတော့ပွဲထွက်ခွင့်သိမ့်မရတဲ့အတင်းမှာသူနေဖို့မရှိဘူးဆိုတော့သူထွက်မှာပါဆရာသမားရေနော် အဲဘရူနိုဖရန်နက်စ်ကိုတဲ့နောက်ရာသီဘန်နာတာဆော့မယ်ထင်တယ်တဲ့နံပါတ်10ရူမှာအပြောင်းလဲတွေလုပ်မယ်အပြောင်းလဲဆိုတော့လူစားလဲတာတွေလုပ်မယ်အိုက်ဂျန်ထားလိမ့်မယ်ဒါမှမဟုတ်ကွင်းလင်မှာထားပါလိမ့်မယ်နောက်ထပ် defensive midfielder တစ်ယောက်နဲ့ဒါပဲရှိတာပါနော်မာရီနက်စ်ကိုသာရလို့ကတော့ပြရတယ်နော်ဦးနနာကိုအရင်ကုန်ကိုတန့်ပူရမှာတဲ့ရပါစီလို့ကျွန်တော်မျှော်လင့်ရမှာပေါ့လေနော်ရပါစီလို့မျှော်လင့်ရမှာပေါ့ဒါပေမဲ့လို့အသင်းဘက်ကဂူးသမားနေရာတော့ပေါ့နော်ဒါကျူပန်းဖို့တော့ရှိတယ်လို့ကျွန်တော်မထင်ဘူး ခံစစ်ဝယ်ဖို့ရှိတယ်ထင်လားတဲ့အဲကျွန်တော်တို့မထင်ဘူးပြန်တော့အတင်းဘက်ကခံစစ်အားဖြစ်လိမ့်မယ်လို့မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဂျူနီယာဘန်စ်ကနားမှာနော်ကျွန်တော်တို့ခံစစ်မှာဘယ်နှယောက်ရှိလဲဒီနီလော့ကလည်းထွက်ပြီးဂျူနီယာဘန်စ်ကလည်းဟွာဖြစ်ပြီးဆိုတော့ခံစစ်ကခေါ်တော့ခေါ်ပါမှာအဲမဲ့ကျွန်တော်တို့ဘယ်နော်အဲလုကျော်ရှိမယ်လုကျော်လုကျော်လောလောဆယ်ဘယ်နော်လုကျော်အေဒင်ဟေဗင်ဒစ်ဆန်လိုမာရီနက်စ်အဲ့ဒါလက်ဖ်စန်တာဘက်၃ယောက်နော်ပြီးလို့ရှိရင်ဟယ်ရီမကွိုင်းယားဒီလစ်မာဇရာဝီပြန်နေတော့ သူကြံသေးတော့လန်နီယိုတို့သူတို့မှာဆန်နံပါတ်9ယောက်ရှိတယ်ကနမ9ယောက်ရှိတယ်အဲ့ဒီတဲကအာဟိုကောင်ကတော့ဒဏ်ရာပြေသနာခဏတိုင်းရတာဟိုကောင်ကတော့ထုတ်ဒီကောင်ကတော့ဘာဖြစ်တယ်ညာဖြစ်တယ်သူတို့ဘလောက်ပဲပြောပြောအတင်းကတော့ပြောင်းလဲလို့လိမ့်မယ်လို့ကျွန်တော်မထင်ဘူးเนาะဆိုတော့ခန်းစစ်တွေဒါအများနေပါတယ်ကျွန်တော်တို့ quality ကောင်းသည်ဖြစ်စီမကောင်းသည်ဖြစ်စီเนาะအာအရေးချင်းရှိသည်ဖြစ်စီမရှိသည်ဖြစ်စီမလွယ်ပါဘူးအတင်းဘက်ကเนาะကျွန်တော်ထားဖို့က ကိုမျိုးတက်ဦးတဲ့အဲစူပါချက်တွေကျေးဇူးများကြီးတင်ပါတယ်လက်ကဘာဖြစ်တာလဲပြားတယ်နော်โอเคအဲလက်ကဘောလုံးကန်လုံးဖြစ်တာဘောလုံးကန်လုံးကျွန်တော်တို့ဒါ9တိုင်းနဲ့ဟွာဖြစ်ပြီးတော့ဖြစ်ထားတာဆက်သမားကြီးနော်ကျေးဇူးများကြီးတင်ပါတယ်ကွင်းလယ်တရင်ပါကြားသည်လဲကွင်းလယ်တရင်တွေကအခုချိန်ကြီးဘာမှမကြားသည်ပါဘူးကွင်းလင်းနဲ့ပတ်သက်တဲ့တဲ့ရင်ဘာမှမထွက်သေးပါဘူးအခုချိန်မှာเนาะကိုကျော်ပြည်စုံဦးအဲစူပါချက်တွေကျေးဇူးများကြီးတင်ပါတယ်ဘရာဒောင်းနေရာကျေးဇူးများကြီးတင်ပါတယ်เนาะโอเคဆိုတော့အခြားကွန်မန့်လေးကျွန်တော်ကြည့်ကြည့်အောင်ပါ အဲအတင်းကဗျာတဲ့နော်ခန်းစစ်ကဒီပုံစံနဲ့ဆိုလို့ရှင်တော့ comment မထင်ဘူးတဲ့ဘာတင်းမှမထွက်ဘူးဆိုတော့တဲ့ဟုတ်ပါတယ်ကျွန်တော်အထင်လည်းပဲခန်းစစ်ကခေါ်လိမ့်မယ်လို့ပေါ့နော်ဆိုတော့မထင်ဘူးပေါ့နော်တူတော်လည်းပဲကြည့်ရမှာပေါ့လေဘသူတွေကိုရောင်းပြီးတော့ဘသူတွေကိုအစားထိုးမလဲဒီညဒီပုံစံနဲ့ကတော့ကျွန်တော်တို့ခန်းစစ်မှာရောင်းလို့ရမယ့်ကစားမကအလောက်မရှိဘူးပြသေးလားဝင်လေနဲ့ကိုသမားတော့ဗျာတဲ့လဲမှရမှာတဲ့တပတ်တပွဲဆိုမိလို့ဦးနန္ဒကတပတ်တပွဲဆိုပဲလိမ့်အောင်ခန်းစားရတာအဲ့ဒါအမှန်ပဲ brother အဲ့ဒါအမှန်ပဲအဲ့ဒါအမှန်ပဲနော်တပွဲဆိုတပွဲတားသီးတာတာဦးနန္ဒကဒါပေမဲ့လို့ပေါ့နော် ထင်ပါတယ်ကျွန်တော်ကတော့အတင်းဘက်ကဂိုးသမားအပြောင်းလဲဆိုတော့တိတ်ဦးစားပေးတယ်မှာမပါဘူးဗျာနော်မပါဘူးအဲညပွဲတွေဝေါ်ချောင်းလို့မလားတဲ့အဲနိုင်ငံပွဲတွေကဗျာကျွန်တော်ဝေါ်ချောင်းတော့လုတ်ဖို့တော့စီစဉ်မရှိပါဘူးနော်ဒါပေမဲ့လို့ဗောနော်အဲဘိုလူဝဲကြလို့ချင်တော့လုတ်ချင်လုတ်မှာပေါ့လေဘိုလူဝဲဆိုတော့နေတုံးတော့ကြည်တင်တယ်လीနော်အဲ့တော့ဘိုလူဝဲကြရင်တော့လုတ်ချင်လုတ်မှာပါဒီညတော့မလုတ်ပါဘူးဗစ်တာအိုစီမန်ကိုတဲ့အတင်းဘက်ကရောက်အောင်ကျူးပန်းမှာဗျာတဲ့အိုစီမန်ကတော့ဒီပုံစံနဲ့ဆိုလို့ရှိရင် sorry ကလပ်တွေကိုပြောင်းဖို့ကျူးပန်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ် 85တန်းပေးပြီးတော့နာပိုလီထံကန့်လှမ်းဖို့သူတို့လုပ်နေကြတာဆိုတော့အိုစီမန်ကတော့ဗောနောကျွန်တော်ထင်တယ်သူပြောင်းလိမ့်မယ်ထင်တယ်ပြောင်းလိမ့်မယ်ဆိုတော့ United တော့မဟုတ်ဘူးဗောနောဆော်ဒီတို့ဘာလို့ကိုပြောလို့တော့မရဘူးပေါ့လေတခြားကလပ်တင်းတွေဘက်ကတကယ်ကျိုးပန်းလာတယ်ဆိုလို့ချင်းကစားမကပြောင်းကျင်နေဆိုလဲအပြောင်းအရွေးကဖြစ်ရင်ဖြစ်သွားမှာပေါ့ Okay ကျေးဇူးများတယ်ပါတယ်အဲ comment is spam နေတယ်ဗျာတဲ့နော် Okay အဲ beta google update ဘလို့အချိန်ကြီးရှိလဲတဲ့နော်တော်တော်တင်မှာတော့မရှိသေးပါဘူးကျွန်တော်နေကင်းကတော့တက်နေတယ်များတင်ထားတယ်ဗောနော် ကာကက်စ်ကိုခေါ်တင်လာပြတဲ့အားကလီဗာပူးတင်းကိုရောက်မယ်ကစားမှာပါနော်လီဗာပူးတင်းကိုရောက်မယ်ကစားမှာပါနော်ဆိုတော့နော်အဲကာကက်စ်ကလီဗာပူးတင်းကိုရောက်မယ်ကစားမှာပါဘယ်နောက်ခံလူတွေ့ပြတဲ့ဖူလန်ကရောဘင်ဆန်လေးကိုတော်တော်ကြိုက်နေတာတဲ့အဲကျွန်တော်ကတော့ဝင်းဘက်စ်တီရောက်လာမယ်လို့မထင်ဘူးပေါ့နော်ကျွန်တော်တို့ပရိသတ်တွေကတော့နော်မြင်နေကြတာပဲကိုတင်းရဲ့ဘက်ကဘာမှမလုပ်တာခက်တယ်ဟလားတိုက်စစ်ပြတဲ့၃ယောက်စလုံးပြောင်းဖို့ကတဲ့အရင်အရေးကြီးဆုံးပဲတဲ့အဲ့ဒါမှပြတဲ့ကွန်းလေပြီးမှဂိုးသမားတွေပါတွေသွားမှာတဲ့နော်โอเคပါချစ်သူများတွေပါတယ် လွတ်လပ်ရေးဖခင်ကြီးတို့ပြင်လာပြီတဲ့ဘယ်တင်းကိုပြောင်းမယ်ထင်လဲတဲ့လက်ရှိမှာတော့သူကိုယ်တိုင်လာစာရှုပ်မရဘူးဆိုလို့ရှင်ဘယ်တင်းမှပြောင်းဖို့မရှိပါဘူးတော်တော်တဲ့သူ့ကိုစိတ်ဝင်စားတဲ့ဘယ်တင်းမှကျွန်တော်ရှိမနေသေးဘူးပေါ့နော်ဘာတွေဆက်ပြီးတော့ဖြစ်မလဲကျွန်တော်ကြည့်ရပါဦးမယ်နော်โอเคဆိုတော့နောက်ထပ်သတင်းတစ်ခုကိုကျွန်တော်ကြည့်ကြည့်အောင်နော်နောက်တစ်ခါကတော့ကျွန်တော်ကာနာချိုနဲ့ပတ်သက်တဲ့သတင်းပေါ့လေအလဟန်ဒရိုကာနာချိုအတွက်နာပိုလီကပေါင်သန်း40ပေးချီလိုနေပြီးတော့မန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ပေါင်သန်း60လောက်တောင်းဆိုသွားဖို့ရှိတယ်ပေါ့ ဒီအပြောင်းရွှေ့ကအမှန်ကန်ဖြစ်လာနိုင်ဖို့ရှိတယ်။နာပိုလီနီနဲ့ကွင်းလယ်မှာကေဗင်ဒဘရိုင်းကိုခေါ်ပြီးတာနဲ့တောင်မန်ကစားမကိုခေါ်ဖို့အတွက်သူတို့ချက်ချင်းလှုပ်ရှားမှာဖြစ်တယ်။ယူနိုက်တက်ကတော့အန်တိုနီဆန်တိုးစ်ကိုအငါ plus အပြည့်သက်ဝယ်ယူခွင့်ဖြင့်အငါချနိုင်ချေရှိနေပြီးတော့ Rashford ဆန်ဂျိုကနာချိုတို့ကိုအပြီးချောင်းရလိုတယ်အပြီးရောင်းချလိုတယ်ပေါ့။အန်တိုနီဆန်တိုးစ်ကတော့ကျွန်တော်ကတော့ရောင်းလေပြဿနာမရှိဘူး။ရသည်လား။ရောင်းလေပြဿနာမရှိဘူးเนาะ။အသင်းမှာဆက်ထားလဲ။ အတင်းမှာဆက်ထိုင်တော့ပြဿနာရှိတယ်။အန်တိုနီဆန်ဒိုးစ်တို့ဘာလို့ကအဲ့လောက်ကြီးမရဘူးသိလား။သူများအတင်းမှာကောင်းရင်ကောင်းတယ်ပဲ။ကိုရီမှာကျတော့အဆင်မပြေဘူးဒီပရီးမီးယားလိမှာကျတော့လေ။ဆိုအန်တိုနီဆန်ဒိုးစ်ကိုအငှား plus အပြည့်တဲ့ဝယ်ယူခွင့်ဆိုတာကတော့ကောင်းတဲ့ option ပဲ။ဒါပေမဲ့လို့ဆန်ဂျူရဲ့အပြောင်းအရွှေ့တွေကလိုမျိုးအဲ့ဒီအကူသူတို့အနေနဲ့ပေါ့နော်။အာရောကြီးဘယ်လောက်ပေးပြီးတော့ပေဖြတ်ခွင့်ရှိတယ်ဘာညာဆိုလို့ရှိရင်တော့ကိုအတင်းကတော်တော်တိုင်ပတ်သွားပြီ။ကိုအတင်းကတော်တော်တိုင်ပတ်သွားပြီအဲ့လိုဆိုရင်အဲ့တော့ထားပါအန်တိုနီဆန်ဒိုးစ်တို့ကနော်အဲ့တော့ဂါနာချူအတွက်နာပိုလီကတန်း40ပေးလို့တယ်ပေါ့နော်ယူနိုက်တက်ကတန်း60တောင်းမယ်ဆိုတော့ဒါမျိုးဖြစ်နေရမှာဗျာသိလား တောင်းဝမှာတန်း60ဟာဆရာပင်းနာဂါနာချူဒီအနာကတ်မှာတန်း60မကတန်တဲ့ကစားမလေးဖြစ်ကောင်းဖြစ်လာနိုင်တယ်တန်း30မတန်တဲ့ကစားမလေးဖြစ်ကောင်းဖြစ်လာနေတာပဲဒါပေမဲ့လို့ဘောနော်ဘယ်အပူများနေလဲဆိုတော့ဂါနာချူဒီနာပိုလီလိုမျိုးကောင်းနေတဲ့အတင်းတင်းတင်းမှာတွားကစားပြီဆိုလို့ရှိရင်ဒီကောင်လေးလည်းတိုးတက်လာမှာပဲအော်ဒီအခုလက်ရှိကျွန်တော်တို့ဒါစကောမက်2မီနီလို့ပါလို့ကျွန်တော်ကြည်ပါလားလူကာကူလို့ကစားမားနေတော့မှတိုးတက်လာနေတာဗျနာပိုလီမှာဂါနာချူဒီတိုးတက်မလာစရာအကြောင်းမရှိဘူးဗျာဒီလား အဲတော့ဂါနာချူဒီနာပိုလီမှာပို့ပြီးတော့ကောင်းလာနိုင်မှုပဲကျွန်တော်တို့ရှိတယ်အဲ့တော့အသင်းအနေနဲ့တက်နိုင်ခြင်းများဆိုလိုတန်း40တဲ့ရအောင်ကျွန်တော်ပူတောင်းမှုဂျူပန်မှာနော်အဲ့တော့နောက်ထပ်ဟိုဗာလဲသူတို့စီပြောင်းသွားပြီးမှပေါ့နော်မိမိခြေသွန်းပြတာမပြတာဒါမင်းတို့ကန်တာဖြစ်သွားရင်ငါတို့နဲ့မဆိုင်တော့ဘူးငါတို့ကအပြောင်းအရွှေ့ကနေပေါ့နော်ဈေးဈေးများများရဖို့လိုတယ်ဟုတ်တယ်မလားတန်း40နဲ့ပေါ့နော်ကျွန်တော်ဂျူပန်မြဲဒါပေမဲ့ကျွန်တော်တို့တန်း60လောက်ကျွန်တော်ရအောင်ဂျူပန်မှာစဉ်းစားကြည့်ပြဂါနာချူကျွန်တော်တန်း40နော်ကျွန်တော်နေနဲ့ဒါအမှန်ကန်အစင်မပြေဘူးနော်အသင်းဘက်ကဒီအပြောင်းအရွှေ့မှာပို့ပြီးတော့ ငွေကြီးတွေတောင်းဖို့ပဲကျွန်တော်မျှော်လင့်ရမှာပဲကိုအသင်းကနေပြီးတော့ရောင်းနေဆိုရင်ဈေးရတာတအားနေတယ်ပြရသေးလားเนาะဈေးရတာတအားနေတယ်အဲစဒစဒအလွတ်လည်ဖခင်ကြီးလွတ်လည်ဖခင်အကြောင်းကတော့မေ့ထားလိုက်ပါတော့ဗျာနော်အပြောင်းအရွှေ့ကိစ္စတွေသူတို့ထပ်ပြီးတော့ပေါ်လာမှပဲပြောတာပဲကျွန်တော်တို့ကောင်းနေနော်လွတ်လည်ဖခင်ကြီးအကြောင်းကကျွန်တော်မေ့ထားလိုက်တော့ဇစ်ဇီအခြေအနေလေးဘလို့ဖြစ်နေပြီလဲတဲ့ဇစ်ဇီကဘာမှမဖြစ်ပါဘူးနော်ဇစ်ဇီက ဘာလေးပါကိုသဘောချနေတာဗျာတဲ့အဲဘာလေးပါကတော့လုံးဝအတန်မထွက်ဘူးပေါ့နော်အတန်ထွက်လဲဈေးကတော့နည်းမှာမဟုတ်ဘူးဘာလေးပါတို့ဘာတို့ကလည်းရှိမှာအဲငယ်လေးငယ်သေးတယ်ဟိုအရင်တိုးတက်နိုင်ကြီးကလည်းတအားကောင်းတော့ဒီကောင်လေးကဈေးကတအားကြီးမှာဘလူးမန်းကိုရဖို့မလွယ်ဘူးဆန်ချူနဲ့ရက်ရှ်ဖို့ကိုတဲ့နော်အဲမရရအောင်ရောင်းမရမယ်ဗျာတဲ့အတင်မှာဒီကောင်လေးကိုမမြင်ကျင်တော့ဘူးတဲ့နော်โอเคအဲကျေးဇူးများကြီးတင်ပါတယ်2025ရဲ့ YouTube stream စုပြရတယ်เนาะ Anxious Speed မရပါဘူးဘယ်လိုကိုပြင်မလဲကျေးဇူးများကြီးတင်ပါတယ် အမ်အမ်ပွဲမူကားတဲ့ quality player ပါဗျာတဲ့ဒါပေမဲ့အလွန်အလွန်ဆုံး90လောက်ဆိုလို့ရှိရင်တဲ့တင့်တော်ဆုံးထင်တာပဲတဲ့ကျွန်တော်တို့အသင်းတိုင်းကအခက်ကြအချက်ကန်လို့ခံစားရတယ်။ကိုရီကလည်းနယ်လန်တူနန်နဲ့ကိုမရှိသေးတာတဲ့နော်။အဲအဲ့ဒါတော့ဗျာရှီကအလုတ်လုတ်ခဲ့တာညံ့ခဲ့တော့အခုချိန်ကြီးခံနေရတာပေါ့ကိုအသင်းကနော်အခုလည်းရှိအသင်းတိုင်းကတိနေပြီလေဒီကောင်ကြီးဆိုတောင်းတောင်းတာတောင်းမင်းရကိုရတယ်ဒီရမလားအခုဆိုလို့ချင်းကျွန်တော်တို့ကြည်ပါလားအံပွင့်မူကိုငါတို့ကတော့ကွာမင်းတို့အဲ့လောက်မတန်လို့ငါတို့မပြမခေါ်တော့ဘူးငါတို့နောက်တရားကိုခေါ်တော့မယ်ဆိုရင်နောက်တရားဘယ်သူတွေကျွန်တော်တို့ရှိလဲမရှိဘူးဆိုတော့အသင်းမှာကပလန်ကမရှိဘူး ကလံဘီယာမကြီးအံပွဲမှုကမလို့ကျင်းတော့ငါတို့မခေါ်တော့ဘူးကွာမင်းတို့တန်း90ဈေးကြီးလွန်းနေငါတို့နောက်တစ်ယောက်ခေါ်မယ်ဆိုတဲ့သတင်းမျိုးလဲမလွှင့်ဘူးသိလားအံပွဲမှုပြကျွန်တော်ပြောချင်တာက quality player ကတော့ player ပဲမင်းရတယ်အဓိပ္ပာယ်မရှိတာအဲ့လောက်ကြီးပြရအောင်ငါတို့မလားကျွန်တော်ကျွန်တော်ပြောချင်တာကကွန်ညာနဲ့တွားပြီးတော့ရှင်လို့မရဘူးဆိုတာတခြားကြောင့်ပြောတာမဟုတ်ဘူးစာချုပ်ကမတူဘူးကွန်ညာဒီ2029ခုနှစ်ဒီတန်းရှိနေသေးတာနော်ဒီကောင်ကိုနောက်နှစ်မှရောင်းလေဈေးကကြကြမှာကြမှာဒါပေမဲ့အံပွဲမှုကကျွန်တော်နောက်နှစ်ဆိုအလွတ်နဲ့လွတ်ရပြီလေနောက်နှစ်ဆိုအလွတ်နဲ့လက်လွတ်ရပြီဒီကောင်တွေက ဒီနှစ်ညွာဒီပြောင်းချင်မှာသူတို့ကြောင့်ကိုဘက်ကတော့မှအကြက်ကကင်ပြရအောင်မှာဒီလားဆိုတော့ okay မင်းတို့အံပွေမှုကိုအဲ့လောက်နဲ့ရောင်းနေတာမင်းတို့နောက်နှစ်မှာလက်လွှတ်ရမယ့်ကစားမကိုငါတို့ကတော့မစင်မပြေဘူးနော်နောက်တစ်ယောက်ကိုပဲကျူးပန်းတော့မယ်ဆိုတော့ပုံစံမျိုးနဲ့အဲ့ဒီကစားမကိုရအောင်ခေါ်ဖို့ကျွန်တော်လောက်ရမှာပြဿနာကအဲ့လို plan လဲကျွန်တော်မရှိတော့ဒီဒီမလွယ်ပါဘူးအပြောင်းရွှေ့ကနော်အတင်းဘက်ကကျွန်တော်တို့တောက်လျှောက်ဆိုသူအလုတ်လုံလာတာကကျွန်တော်ညံ့လာတဲ့ဆိုတဲ့အခါကျတော့ဗောနော်တော်တော်တိုင်ပတ်တာပဲ လာစားမများတဲ့ကနာချူကူမပြားတဲ့ဈေးကောင်းရအောင်မရောနိုင်ရင်အတင်းဘုတ်ဖွဲညံ့နေလို့ပြောရမှာပဲတဲ့ဘုတ်ဖွဲကတော့ကျွန်တော်ညံ့တာပဲเนาะဘုတ်ဖွဲကတော့ကျွန်တော်ညံ့ညံ့တာပဲเนาะအဆင်မပြေပါဘူးเนาะဘလုံးမအဆင်မပြေပါဘူးအတင်းဘုတ်ဖွဲကတော့ဘလုံးကမှလည်းအပြောင်းရွှေ့တစ်ခုပြီးသွားတယ်လေအာငါတို့တော့ဟေးเนาะမလီမသိရင်အလကားရလိုက်တယ်လို့ပဲကွာဆိုတဲ့အပြောင်းရွှေ့မျိုးရှိကုန်မရှိဘူးမြင်ရတယ်เนาะဟိုပေးရတဲ့ဈေးပေးရတဲ့ဈေးကိုကျွန်တော်ဒါเนาะမတန်တဲ့ကစားမားတွေနဲ့ဘာနေအဲ့ဒါကြီးနဲ့ပြည့်ညံ့နေတာဆရာသမား Okay ဆိုတော့ခြေတိများနေပါတယ်ဆိုတော့ဒါကတော့လက်ရှိဒီနေ့ညရထားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတချို့ပေါ့လေဒီထဲမှာညီကလေးစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေဒါပါသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နော်ဒါကတော့နောက်ဆုံးရထားတဲ့သတင်းတွေပါအကယ်လို့ဂျားဂျားထဲမှာ breaking news တွေပါတွေထပ်ပြီးတော့တက်လာအောင်မယ်ဆိုလို့ရှင်တော့ကျွန်တော်တင်ပြပါမယ်โอเคဆိုတော့မနေ့ပြန်မှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆိုတော့ channel က subscriber ကျွန်တော်တို့ဒါ2သိန်းနဲ့3သိန်းတောင်ကိုနီးလာပြီအကယ်လို့ channel လေးကို subscribe နဲ့ရသေးဘူးဆိုလို့ရှင်လည်းမနေ့ပြသွားအောင်တောင်းဆိုပါတယ်လောလောဆယ်ကြည့်နေတဲ့ညီကိုတွေ1400နီးပါရှိတယ် တယောက်ချင်းစီတန်းကိုကျေးဇူးများတင်ပါတယ်စူပါချက်အတွက်ညီကိုလေးအကုန်လုံးကိုလည်းကျေးဇူးများတင်ပါတယ်အားလုံးကိုကျေးဇူးမနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်